ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့မှဖိုက်တာလေးကြော်စွာဝင်ပွဲရထားပြီဆိုတဲ့တင်ကိုတော့ပြိသက်တွေအားလုံးသိရှိမိတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကြော်စွာဝင်ပွဲထိုးရမယ်နေကိုသူ့ရဲ့ဆရာလည်းဖြစ်တယ်လေ့ကျင့်ပေါ်လေ့ကျင့်ပဲလည်းဖြစ်တယ်သူ့ရဲ့တငယ်ချင်းလည်းမိတ်ဆွေလည်းဖြစ်တဲ့ဖိုက်တာကြီးဝန်ဒုကီကထုတ်ပြောလာခဲ့ပါပြီလာမယ့်အောက်တိုဘာလ31ရက်နေ့မှာကြော်စွာဝင်ပွဲထိုးရမယ်လို့ကျွန်တော်သိရှိလာပြီဖြစ်ပါတယ်ခင်ဗျာစကားကလေးကအောက်တိုဘာလနောက်ပိုင်းမှာကြော်စွာဝင်ပွဲထိုးရမယ်ဆိုတာ ကျော်သွားဝင်းကိုတိုင်ကရောဖက်ဒက်ဂျင်ကရောအတိပေးထားပြီးသားဖြစ်ပါတယ်ဖက်ဒက်ဂျင်ကအော်တိုဘာလမှာပွဲထိုးရအောင်ဖိုက်တာတွေကိုမိတ်ဆက်ပြီးတော့ကျော်သွားဝင်းပါဝင်လာခဲ့တယ်နောက်ထပ်ဖက်ဒက်ဂျင်ကိုကိုစားပြုတဲ့မြောက်ဖိုက်တာတယောက်ဖြစ်တဲ့ဆော်ရက်သူ့ရဲ့ပွဲစဉ်ကလည်းအော်တိုဘာနောက်ပိုင်းမှာပါဝင်လာဖို့ရှိနေတယ်လို့ကျွန်တော်သတင်းကြားသိရတယ်ခင်ဗျဒီတော့ဆော်ရက်နဲ့ကျော်သွားဝင်းတွေကအော်တိုဘာလ31ရက်နေ့မှာတပြိုင်တည်းပါဝင်လာမလားဒါမှမဟုတ်ဖဲနဲ့ဆော်ရက်ကပြိုင်ပွဲတစ်ခု ကြော်သာဝင်းကပြိုင်ပွဲတစ်ခုဖြစ်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်အောင်ရှိနေပါတယ်ခင်ဗျလက်ရှိမှာတော့ဝမ်ဘက်ကနေတရားဝင်အဒီပုချက်ကိုပဲစောင့်အောင်ရှိပါတော့တယ်ကြော်သာဝင်းကိုယ်တိုင်ကလည်းအော်တိုဘာလနောက်ပိုင်းမှာပွဲထိုးရမယ်ဆိုတော့အသိပိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်ဖိုက်တာနဲ့ပွဲထိုးရမလဲဆိုတာကိုပဲစောင့်ကြည့်ရတော့မှာပါအော်တိုဘာလ31ရက်ဆိုတော့ဟောလိုဝင်းဒီလေးဖြစ်ပါတယ်ခင်ဗျဒါကြော်သာဝင်းအတွက်လည်းအမှတ်တရဖြစ်မှာပါပြီးတော့ဖဲဒက်ချင်ကဖိုက်တာအားလုံးကလက်ရှိမှာကြော်သာဝင်းကိုပန်ဖို့ကူညီနေကြတယ်ဝမ်အဖွင့်မှာကျော်စွာဝင်းအနိုင်ရအောင် တတ်နိုင်သမျှတတ်နိုင်တဲ့ဘက်တွေကနေကူညီပေးနေတာကိုတွေ့ရှိရပါတယ်ခင်ဗျကျော်တော်ဝင်းကလည်းသူပွဲရတဲ့တပြိုင်နက်ပြိသက်တွေကိုအတိပေးမယ်လို့ပြောထားတော့ official ဘယ်နဲ့ထွက်လာလိမ့်မလဲဆိုတာကိုပဲကျွန်တော်တို့စောင့်ကြည့်ရင်ခေါင်းအောက်သာရှိပါတော့တယ်ကျော်တော်ဝင်းအနေနဲ့ federation ကိုရောက်ပြီးတဲ့နောက်ပိုင်းမှာအများကြီးတိုးတက်လာတယ်သူ့ရဲ့ body line ဆိုင်ကနေစလို့လက်ချက်မုံတွေနောက်ပြီးတော့သူ့ရဲ့မွေထိုင်းလက်ချက်မုံနေစနစ်တွေအစအစအရာမှာတိုးတက်လာတာကို ကျွန်တော်မြင်နေရပါတယ်အစောပိုင်းကသူ့ကိုဖဲဒက်စ်ရဲ့ခေါင်းစဉ်အောင်မှာရှိတဲ့ပြိုင်ပွဲတွေမှာစတင်ပွဲထိုးခိုင်းမှုရည်ရွယ်ထားခဲ့တာပါဒါပေမဲ့တိုးတက်မှုနှုန်းအရန်ကောင်းလာတဲ့အတွက်ဖဲဒက်ချင်ဘက်ကဝမ်းမှာပွဲထိုးဖို့ကြော်စော်ဝင်းကိုစီစဉ်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျဒီတော့ကြော်စော်ဝင်းရဲ့ပွဲစဉ်အော်တိုဘာလ31ရက်နေ့ဆိုရောက်ရှိလာပါတော့မယ်ကြော်စော်ဝင်းအနေနဲ့တာထွက်မှာအနိုင်ရလနဲ့အတူအဖွင့်လှပနိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးအပိတပိတအားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ